ကျမတော်မူကြပါစားခင်ဗျာယခုချိန်မှစတင်ပြီးဒီကနေ့ဇူလိုင်လ10ရက်နေ့ညနေခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လိုက်မှာဒီ channel လေးကမြေပြင်အခြေအနေတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာပထမအဦးဆုံးအနေနဲ့တင်ဆက်ပေးချင်တာကတော့ရေအာယုတောင်မှရှိတဲ့ခမရ343စကန်းကုန်းကိုရေဘလူးအဖွဲတိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာမော်ပြည်နယ်ရေမြို့နယ်အာယုတောင်ကြီးရွာမှရှိတဲ့ စစ်ကောင်စီခမရ343စခန်းကုန်းတစ်ခုကိုရေမြို့နယ်အခြေစိုက်ရေဘလူးအဖွဲ့ကယနေ့ဇူလိုင်လ1ရက်နေ့မနက်ပိုင်းမှာတိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့အဖွဲ့ရဲ့တာဝန်ရှိသူတဦးကပြောဆိုပါတယ်။အဆိုပါစစ်ကောင်စီတပ်စခန်းကုန်းကိုယနေ့နနက်9နာရီအချိန်မှာရေဘလူးအဖွဲ့ကစတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးမနက်9နာရီ45မိနစ်အချိန်မှာအပြီးသက်သိမ်းယူနိုင်ခဲ့တယ်လို့အဖွဲ့တာဝန်ရှိသူတဦးကယခုလိုပြောဆိုပါတယ်။ဒီမနက်ခင်းပိုင်းမှာစခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့တယ်။ ကမရ343တဝန်းတဲကစက္ကဆစကန်းကုန်းကိုကျွန်တော်တို့ရေပလူအဖွဲ့ကတင်ပိုက်နိုင်ခဲ့ပါတယ်လို့၎င်းကပြောဆိုပါတယ်။ဒါအပြင်နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများကြောင့်ရေပလူတပ်ဖွဲ့ဝင်တဦးတိုက်ပွဲအတွင်းမှာကြာဆုံးခဲ့ရတယ်လို့၎င်းကဆက်ပြောပါတယ်။အဆိုပါရေပလူအဖွဲ့ဟာမွန်ပြည်နယ်ရေမြို့နယ်အတွင်းမှာရှိတဲ့အာနာတိန်စစ်ကောင်စီတပ်ဖွဲ့ဝင်များရဲများနဲ့ဌာနဆိုင်ရာများကိုတော်လန်တိုက်ခိုက်နေတဲ့လက်နက်ကင်တော်လန်ရေးတပ်ဖွဲ့တစ်ခုဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာ။ထပ်မံတင်ဆက်ပေးခြင်းတဲ့တင်ကတော့ ဗုတ်ပြင်းမြို့နယ်နဲ့ပကုတ်ကူမြို့နယ်တို့မှာတိုက်ပွဲများဖြစ်ပွားနေပြီးစစ်တပ်ဘက်မှ6ဦးသေဆုံးခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာတနင်္သာရီတိုင်းဗုတ်ပြင်းမြို့နယ်မှာရှိတဲ့တော်လရီတပ်ဖွဲ့များရဲ့စစ်စည်ရေးဂိတ်ကိုလာရောက်တိုက်ခတ်ခဲ့တဲ့အကြမ်းဖက်စစ်တပ်နဲ့တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားပြီးစစ်ကောင်စီတပ်သားများထိခိုက်သေဆုံးမှုရှိကြောင်းကိုတောင်းခရိုင်အမတ်တရင်မှတာဝန်ရှိသူတဦးကပြောဆိုပါတယ်ဇွန်လ22ရက်နေ့မနက်6:00နာရီခန့်မှာဗုတ်ပြင်းဘက်မှတက်လာတဲ့ဗိုလ်သားကြီးရွာမှာအထိုင်ချနေတဲ့ အင်အား90ခန့်ပါအကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့လင်းညာဘက်မှလာတဲ့အင်အား40ကျော်ပါအကြမ်းဖက်စစ်ကောင်စီတပ်သားများဟာချောင်းမွန်ကြီးရွာနဲ့ဝါရင်ကြီးရွာအကြားမှာရှိတဲ့တော်လရင်ပူပေါင်းဖွဲ့ရဲစစ်စည်းရေးဂိတ်ကိုနှစ်ဖက်ညှက်၍လက်နက်ငယ်များနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။ရဲတိုက်ခိုက်မှုအတွင်းမှာလက်နက်ကြီးလက်နက်ငယ်များနဲ့အပြန်အလှန်ထိတွေ့တိုက်ပွဲမိနစ်30ခန့်ဖြစ်ပွားခဲ့ပြီးတော်လရင်ပူပေါင်းတပ်ဖွဲ့ဝင်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းဒါ့အပြင်ယင်းနေ့မနက်စေနာရီခန့်မှာ တော်လည်ရေးပေါ်ပေါ်တပ်ဖွဲ့များကဒုတိယအကြိမ်လက်နက်ကြီးလက်နက်ငယ်များနဲ့ထပ်မံတွားရောက်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုရှိပြီးအရေးအတွက်ကိုတော့အတိပြုတ်နိုင်ခြင်းမရှိသေးကြောင်းတိုက်ပွဲအတွင်းမှာတော်လည်ရေးပေါ်များထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုနှစ်ကြိမ်စလုံးမှာစစ်ခွေးတွေကထိခိုက်ဒေဆုံးမှုရှိပါတယ်။ဒေဆုံးမှုအရေးအတွက်ကိုတော့ကျွန်တော်တို့ဆက်လက်စုံစမ်းနေပါတယ်လို့ကော့တောင်းခရိုင်အမှတ်1တရင်မှာတာဝန်ရှိသူတဦးကပြောဆိုပါတယ်။ အဆိုပါတိုက်ခိုက်မှုကို KNL တရင်203တက်ခွဲလေးကောတောင်းခင်အမှတ်1တရင်တက်ခွဲနှင့် SOF တက်ခွဲ PDF ဗိုလ်ပြင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖ Flying Star Force နဲ့ဗိုလ်ပြင်းမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့တို့ကပူးပေါင်းလုဆောင်ခဲ့ကြောင်းသိရှိရပါတယ်။လာတို့မကွေးတိုင်းပကုတ်ကတရားတက်မှထွက်လာတဲ့ရေကာပို့စစ်ကြောင်းနဲ့ကံမရေစကန်ကို Rocket တုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရမှာစစ်သား6ဦးသေဆုံးခဲ့ကြောင်းဗာမတီလက်နက်ကြီးပျောက်ကြားတပ်ဖွဲ့ မြန်မာတာဝန်ရှိသူတဦးကပြောဆိုပါတယ်။ဇွန်လ29ရက်နေ့မနက်09:30မိနစ်ခန့်အချိန်မှာပခုတ်ကူတရားတက်မှထွက်လာတဲ့ရိတ်ခါပိုးအကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့ကမ္ဘာရေစကန်တို့ကိုရော့ကက်များနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းဒိုတိုက်ခိုက်မှုအတွင်းမှာရေစကန်အတွင်းကိုရော့ကက်နှလုံးကြောက်ပောက်ကွဲခဲ့ကြောင်းအရှိတ်ဘန်ကာမှာလည်းရော့ကက်တစ်လုံးကြောက်ပောက်ကွဲခဲ့ပြီးအကြမ်းဖက်စစ်ကောင်စီဘက်မှထိခိုက်သေးဆုံးမှုရှိကြောင်းသိရှိရပါတယ်။အကြမ်းဖက်စစ်ကောင်စီတပ်ကအထိနာတဲ့အတွက် 60မမလက်နက်ကြီး၄လုံးနဲ့ပြန်လဲပြစ်ခတ်ခဲ့ပေမဲ့တော်လန်ရေးတပ်ဖွဲ့များဘေးကင်းကြောင်းသိရှိရပါတယ်။ဇွန်လ28ရက်နေ့ကလည်းရော့ကက်များနဲ့စစ်တပ်ကို9ကြိမ်တိုက်တိုင်တိုက်ခတ်ခဲ့ပြီးအကြမ်းဖက်စစ်ကောင်စီတပ်သား6ဦးသေဆုံးက2ဦးဒဏ်ရာရကြောင်းအဆိုပါတိုက်ခိုက်မှုကိုနေကန်ပကဖများကိုစုံကြီးအဖွဲ့ PLC အဖွဲ့ဗမာတီအဖွဲ့တို့ကပူးပေါင်းကလှုပ်ဆောင်ခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ။နောက်ထပ်သိရှိရတဲ့သတင်းကတော့စစ်တပ်ကအင်အားအဆမတန်တုံးပြီး မိုးပြဲမြို့အတွင်းကိုထိုးပေါက်လာတဲ့အတွက်မြို့တွင်းမှာရှိတဲ့အဓိကမိန်လမ်းမကြီးကိုပြည်သူများလုံးဝအသုံးမပြုရန်ရှမ်းတောင်ကရင်နီတပ်ပေါင်းစုကတတိပေးခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာရှမ်းတောင်နဲ့ကရင်နီပြည်နယ်အစပ်မှာရှိတဲ့မိုးပြဲမြို့နယ်အတွင်းကိုစစ်ကောင်စီတပ်ကအင်အားအစမတန်တုံးပြီးထိုးပေါက်ဝင်ရောက်လာတဲ့အတွက်ကြောင့်ပြည်သူများအနေနဲ့မိုးပြဲမြို့မှာရှိတဲ့အဓိကမိန်လမ်းမကြီးကိုလုံးဝဖျက်ဆီးသွားလာခြင်းမပြုရန်ရှမ်းတောင်ကရင်နီတပ်ပေါင်းစုကယနေ့ညမှာတတိပေးချက်ထုတ်ပြန်ပါတယ် အဓိကလမ်းမကြီးကိုပြည်သူများလုံးဝအသုံးမပြုရန်အပြင်မိုးပြင်းမြို့အနီးအနားမှာရှိတဲ့ကြီးရွာလူတို့အနေနဲ့စည်ရေးတတိနဲ့တွာလာနေထိုင်ကြရန်လည်းတိုက်တွန်းထားပါတယ်။မိုးပြင်းမြို့ကိုပြန်လည်သိမ်းပိုက်နိုင်ရန်ဒုစစ်စီနေတဲ့စစ်ကောင်စီကိုရှမ်းတောင်ကရင်နီတပ်ပေါင်းစုကလာပေါင်းများစွာအပြင်းထန်တိုက်ခိုက်ခုခံနေခြင်းဖြစ်ပါတယ်။ရှမ်းတောင်ကရင်နီတပ်ပေါင်းစုမှာကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF, DMO Local PDF, ရှမ်းတောင်ဘီဝါတင်မိုးပြင်း Local PDF နဲ့ ဂရင်းနီပြည်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် KPL တို့ပါဝင်ပါတယ်။မိုးပြည့်အချိန်တွေကတော့နောက်ဆုံးအဆင့်မဟုတ်သေးပေမဲ့အစိုးရအဖြစ်ဖြစ်လာမဲ့အဆင့်ထိရောက်နေတယ်။စကားစကားအင်အားယာနဲ့ချီကိုတုံးပြီးတက်လာတာလေရင်တွေလည်းပါတယ်လို့မိုးပြည့်မြို့မှာရှိတဲ့စီရေးတရင်အရေးမြစ်ကပြောဆိုပါတယ်။ဂရင်းနီတပ်ပေါင်းစုက2023ခုနှစ်နှစ်ကုန်ပိုင်းမှာကမရ၄နှစ်နှစ်မှအပမိုးပြည့်မြို့နဲ့မြို့မှာရှိတဲ့စစ်တပ်စခန်းများကိုတင်ပိုက်ထိန်းချုပ်ခဲ့ပါတယ်။စစ်တပ်ကမြို့ကိုပြန်လည်တင်ပိုက်နိုင်ဖို့အတွက် စစ်ကောင်စီတပ်က2024ခုနှစ်ဒီဇင်ဘာလမှထိုးစစ်ဆင်နေခြင်းဖြစ်ပါတယ်။မိုးပြဲမြို့မြောက်ဖက်ချမ်းရဲ့နှမိုင်ကျော်အကွာမှာရှိတဲ့မျိုးဆောင်တပ်ခမရ၄နှစ်နှစ်မှတဆင်မျိုးရင်းကိုဝင်ရောက်ရေးအတွက်စစ်ကောင်စီကအင်အား900ထက်မနည်းအုံပြုတ်လျက်ရှိကြောင်းကရင်နီပူပေါင်းတပ်ဖွဲ့မှတာဝန်ရှိသူများကပြောထားပါတယ်။စစ်တပ်ကလေကြောင်းမစ်ဆိုင်းတုံးများနဲ့120မမလက်နက်ကြီးများကိုအများအပြားအုံပြုတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။ဇွန်လ14ရက်နေ့နောက်ပိုင်းကစတင်ပြီးတိုက်ပွဲများမှာပိုရိပ်ပြင်းထန်လာခဲ့ပါတယ်။ မိုးပြင်းမြို့အပြင်ဘက်ကိုဖဲကုံအင်းအရှိဘက်ချမ်းမှာပါစကားဆနဲ့ PNO ပြည်သူ့စစ်ရဲ့ထိုးစစ်ကိုတော်လိုင်းအင်အားစုတွေကရင်ဆိုင်နေရပါတယ်။စစ်မျက်နှာနှစ်ခုစလုံးမှာကစစ်ကောင်စီဘက်ကအင်အား2000လောက်တုံးထားတယ်လို့ခန့်မှန်းရတယ်လို့ဂရင်းဒီစစ်ဘက်သတင်းရင်းမြစ်များကပြောဆိုပါတယ်။တိုက်ပွဲမဖြစ်ခဲ့စဉ်ကလူဦးရေ2000ကျော်နေထိုင်ခဲ့တဲ့မိုးပြင်းမြို့ဟာနေပြည်တော်ကိုနိုင်ပိုင်းတွင်းရောက်နိုင်တဲ့ပင်လောင်ဖဲကုံမိုးပြင်းလွိုက်ကော်လမ်းပိုင်းပေါ်မှာတည်ရှိပါတယ်ခင်ဗျာ။ဆက်လက်သိရှိရတဲ့သတင်းကတော့ ရန်ကုန်ကံတော်ကြီးမှာရှိတဲ့ကျူးကျော်များကိုစစ်ကောင်စီရှင်းလင်းခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာရန်ကုန်မြို့ကံတော်ကြီးအတွင်းမှာဒုစရိုက်မှုတွေများလာတဲ့အတွက်ကျူးကျော်နေထိုင်နေသူတွေကိုစစ်ကောင်စီရဲတပ်ဖွဲ့ကလာရောက်ရှင်းလင်းခဲ့တယ်လို့သိရှိရပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကံတော်ကြီးမျိုးစင်ကျောပတ်မှာရှိတဲ့ချစ်သူကျွန်းသားမှာကျူးကျော်တဲတွေနဲ့နေထိုင်နေတာကိုဓာတ်ပုံနဲ့တကွလူမှုကွန်ရက်မှာပြန့်နှံ့လာပြီးနောက်ပိုင်းတွားရောက်ရှင်းလင်းခဲ့တာလို့သိရှိရပါတယ်စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းကျူးကျော်တွေပကံလုံးကျွန်းမှာအခုလိုရောက်လာခဲ့ပြီးတဲ့နောက် ကန်တော်ကြီးတဝိုက်မှာရာဇဝတ်မှုတွေထူပြောလာပြီးအလောင်းရေတဲ့ပြစ်ချတာတွေရှိလာတယ်လို့ကန်တော်ကြီးဥယျာဉ်အတွင်းအလုလုံနေသူတယောက်ကပြောပါတယ်။အဲ့ဒီမှာပိုက်ချတဲ့သူတွေအများဆုံးနေကြပြီးအခုလိုလာရှင်းလဲခဏပဲဖြစ်ပြီးတော့ပြန်ရောက်လာကြတယ်လို့ဆိုပါတယ်။အဆိုပါကျူးတွေကိုမင်္ဂလာတောင်ညွန့်ရေစခန်းကဇွန်လ28ရက်နေ့မှာလာရောက်ရှင်းလင်းသွားတာဖြစ်ပါတယ်။ညနေမောင်ရီပြိုးစအချိန်ကစပြီးကန်တော်ကြီးပတ်လန်းတလျှောက်ဟာလူရဲမှုတွေများလာတာကြောင့်တော်လာဖို့မသိမ့်ဘူးလို့အနီးအနားမှာနေထိုင်သူတွေကပြောပါတယ်။ ပြီးခဲ့တဲ့2024ခုနှစ်ကံတော်ကြီးရေပြင်ဘူချုပ်ပန်းကျင်၎င်းကျွန်းအနားမှာအသက်20ကျော်အရွယ်အမျိုးသမီးယုတ်အလောင်းကိုတွေ့ရှိခဲ့တယ်လို့ပကံလုံးကျွန်းအနားမှာအသက်60ကျော်အရွယ်အမျိုးသမီးယုတ်အလောင်းကိုတွေ့ရှိခဲ့တာလည်းဖြစ်ပါတယ်ခင်ဗျာထပ်မံသိရှိရတဲ့သတင်းကတော့စစ်ကောင်စီကကျင်းပမဲ့အတုအယောင်ရွေးကောက်ပွဲကိုဝင်ရောက်ရှင်ပြိုင်မဲ့ပါတီများမှာလူထုထောက်ခံမှုမရှိတဲ့နိုင်ငံရေးပါတီများဖြစ်တယ်လို့ NUG ပြောဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာအကြံဖတ်စစ်ကောင်စီကကျင်းပရင်ဆိုင်ပြင်းနေတဲ့ အတူအယောင်ရွေးကောက်ပွဲကိုဝင်ရောက်ရှင်ပြိုင်မဲ့ပါတီများမှာလူထုထောက်ခံမှုမရှိတဲ့နိုင်ငံရေးပါတီများဖြစ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ကပြောဆိုပါတယ်။ယနေ့ထုတ်ပြန်တဲ့ပြည်သူလူထုနဲ့နိုင်ငံတကာတို့သတင်းစကားပြောကြားခြင်းအစီအစဉ်73မြင်းဆောင်2025မှာ၎င်းကအထက်ပါအတိုင်းပြောဆိုခြင်းဖြစ်ပါတယ်။အကြံဖတ်စစ်ကောင်စီကလူထုစံနာနဲ့ဆန့်ကျင်ပြီးတရားမဝင်အတူအယောင်ရွေးကောက်ပွဲတစ်ခုကိုအတင်းအကျပ်ပြုလုပ်ရန်စိုင်းပင်းနေကြောင်း စစ်ကောင်စီကပြုလုပ်ရန်ကြိုးစားနေတဲ့တရားမဝင်အတုအယောင်ရွေးကောက်ပွဲမှာဝင်ရောက်ရှင်းပြန်ရင်မှတ်ပုံတင်ထားကြတဲ့နိုင်ငံရေးပါတီအရေးအတွက်ဟာ2020ရွေးကောက်ပွဲမှာနိုင်ငံရေးပါတီအားလုံးပေါင်းလျင်တောင်မှ ပြည်ထောင်စုလွှတ်တော်ဆေးရဂိုင်နှုန်းပြည်အောင်အနိုင်မရရှိခဲ့ကြတဲ့လူထုထောက်ခံမှုမရှိတဲ့နိုင်ငံရေးပါတီများဖြစ်ကြောင်း၎င်းကဆိုပါတယ်အကြမ်းဖက်စစ်အုပ်စုပြုလုပ်ဖို့ကြိုးစားနေတဲ့တရားမဝင်အတုအယောင်ရွေးကောက်ပွဲမှာဝင်ရောက်ရှင်းပြန်မယ်ဆိုပြီးမှတ်ပုံတင်ထားကြတဲ့နိုင်ငံရေးပါတီတွေဟာ 2020အတွေ့အကြုံရွေးကောက်ပွဲမှာပါတီအလုံးပေါင်းရင်တောင်ပြည်ထောင်စုလွတ်တော်နေရာမှာဆေးရခိုင်နှုံးပြအောင်အနိုင်မရရှိခဲ့ကြတဲ့လူထုထောက်ခံမှုမရှိတဲ့နိုင်ငံရေးပါတီတွေဖြစ်ပါတယ်။လူထုထောက်ခံမှုရှိတဲ့နိုင်ငံရေးပါတီတွေကိုနီလန်းပေါင်းစုံနဲ့ဖိနှိပ်ထားပြီးလူထုထောက်ခံမှုမရှိတဲ့ပါတီတွေနဲ့ဟန်ပြပြစ်လို့ဖို့ကြိုးစားနေတဲ့တရားမဝင်အတူအယောင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးမြို့သားညညရဲ့အစိုးရရဲ့ယက်တီကျက်တဲ့သဘောထားတွေကိုထပ်လောင်းပြောကြားလိုပါတယ်။ ပြည်သူအာဏာကိုမတရားသိမ်းယူဖို့ကြိုးစားနေတဲ့တရားမဝင်စစ်အုပ်စုဟာရွေးကောက်ပွဲကျင်းပပိုင်ခွင့်အခွင့်အာဏာမရှိပါ။2020ရွေးကောက်ပွဲရလဟာနိုင်ငံရေးအရာတရားဝင်မှုရှိနေစေဖြစ်ပြီးအဲ့ဒီရွေးကောက်ပွဲရလအပေါ်ပေါ်ပေါက်လာတဲ့ဥပဒေပြုရေးမှန်တိုင်းအုပ်ချုပ်ရေးမှန်တိုင်းတွေဟာအခိုင်အမာတည်ရှိနေပါတယ်။ပြည်သူလူထုရဲ့သဘောထားနဲ့ဆန့်ကျင်ပြီးတရားမဝင်အတုအယောင်ရွေးကောက်ပွဲဖန်တီးပြုလုပ်ခြင်းဟာဒီမိုကရေစီကျင့်စဉ်ကိုချိုးဖောက်ခြင်းအပြင် ပြည်သူအချုပ်အခြာအာဏာကိုမတရားရယူရန်ကြိုးစားခြင်းဖြစ်ပါတယ်လို့ဥနေဖုံးလက်ကပြောဆိုပါတယ်။လက်ရှိမှာပြည်တော်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ကဖွဲ့စည်းပုံအခြေခံဥပဒေကိုပယ်ဖြတ်ကြောင်း2021ခုနှစ်မတ်လ30ရက်နေ့ကြေညာခဲ့ပြီးဖြစ်ကြောင်းတို့ကြောင့်ပေဖြတ်ထားတဲ့အခြေခံဥပဒေအတိုင်းလှုပ်ဆောင်လျက်ရှိတဲ့အကြံဖက်စစ်တပ်ရဲ့လုံရက်မှန်သမျှဟာတရားဝင်မှုမရှိတဲ့ဥပဒေမဲ့လုံရက်များတာဖြစ်ကြောင်း၎င်းကဆိုပါတယ်စစ်အာဏာရှင်ကိုစန့်ကျင်တော်လှန်နေတဲ့တော်လှန်ရေးအင်အားစုများအနေနဲ့ ေမနိုင်ငံရေးလမ်းကြောင်းဖြစ်တဲ့ Federal Democracy ပြည်ညင်နဲ့နိုင်ငံရေးလမ်းပြမြေပုံတို့အတိုင်းဆက်လက်ရည်တည်ဆောင်ရွက်သွားမှာဖြစ်ကြောင်းထို့ကြောင့်ပြည်သူလူထုတရက်လုံးအနေနဲ့အကြမ်းဖက်စစ်အုပ်စုကပြည်လုံရန်ကြိုးစားနေတဲ့တရားမဝင်အတူအယောင်ရွေးကောက်ပွဲကိုပူးပေါင်းဆောင်ရွက်ခြင်းမပြုဘဲဝိုင်းဝန်းဆန့်ကျင်ကြရန်ဥနေပုံးလက်ကတိုက်တွန်းထားပါတယ်ခင်ဗျာဆက်ဆက်တရင်များအရာဘုံတန်ခံနိုင်တဲ့မြေအောက်စေးရုံတွေ NUG မှာစတင်ဆောက်လို့စစ်အုပ်စုကစေးရုံတွေဘုံကျဲနေလို့ ပြည်သူကိုကုသပေးနိုင်ရေးမြေအောက်စေးရုံစောက်တာလို့ NUG ပြောဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာအနာသိစေအုပ်စုကစေးရုံစည်းကမ်းတွေကိုပါတိုက်လေရင်နဲ့ဘုံကျဲနေတာကြောင့်ပြည်သူကိုစေးဝါးကုသပေးနိုင်ရေးမြေအောက်စေးရုံတွေစတင်စောက်လုံနေပြီလို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ကပြောပါတယ်လက်ရှိအချိန်မှာဘုံတက်ခံမြေအောက်စေးရုံအချို့ကိုစတင်စောက်လုံနေပြီဖြစ်ကြောင်းလည်းအသိပေးပြောကြားလိုပါတယ် NUG ထင်းချုပ်နေမြေမှာ မီအောင်စည်းရုံတွေစတင်ဆောင်လုပ်နေပြီလို့ပြည်သူလူထုနဲ့နိုင်ငံတကာတို့သတင်းစကားပြောကြားခြင်းအစီအစဉ်73မြင်းဆောင်2025မှာဦးနေဖုံးလက်ကထည့်သွင်းပြောကြားခဲ့တာပါအကြံဖတ်စစ်အုပ်စုဟာစတင်ကြောင်းတွေကိုတောင်မကစည်းရုံတွေစည်းကမ်းတွေကိုလည်းပြင်မှတ်ထားတိုက်ခိုက်နေတာကြောင့်အမျိုးသားညီညွတ်ရေးအစိုးရကျန်းမာရေးဝန်ကြီးဌာနအနေနဲ့လည်းပြည်သူလူထုကိုလုံခြုံစွာနဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေပေးနိုင်ဖို့အတွက်ဘုံကျဲတံခံနိုင်တဲ့မြေအောက်စည်းရုံစည်းကမ်းတွေစောင့်လုပ်နိုင်ဖို့ကိုကြိုးစားဆောင်ရွက်လျက်ရှိကြောင်း ဥနေဖုံးလက်ကပြီးခဲ့တဲ့စနစ်မြင်ဆောင်2025တည်င်းစကားပြောကြားခြင်းအစီအစဉ်မှာပြောခဲ့ပါတယ်။ NUG အနေနဲ့မြေအောက်စေးယုံ9ယုံဒါမှမဟုတ်10ယုံအထိစောက်လုံနိုင်ဖို့ရာထားဆောင်ရွက်နေပြီးလက်ရှိမှာစေးယုံနှစ်ခုစတင်စောက်လုံနေတယ်လို့လည်း NUG နဲ့နှီးဆက်တဲ့တည်င်းအရှိမြစ်တူကပြောပါတယ်။မင်းအောင်လိုင်းဦးဆောင်တဲ့စစ်အုပ်စုဟာမြေပြင်စစ်ပွဲတွေမှာရှုံးနေတိုင်းနိုင်ငံတော်လေကြောင်းဘုံကျင်းနေတာဖြစ်ပြီးစည်ယုံတွေ CP ကန်းတွေကိုပါပြစ်မှတ်ထားပြီးဘုံကျဲတိုက်ခိုက်နေတယ်လို့ NUG ကထုတ်ပြန်ထားပါတယ်။ စေအုပ်စုကအဲ့ဒီလိုစေယုံစေကန်းတွေပြစ်မှတ်ထားဘုံကျင်းနေလို့ NUG စွမိုးထင်းချုံနေမြေတွေမှာပြည်သူလူထုကိုဘေးကင်းတဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေပေးနိုင်ဖို့ Safe Hospital Safe Health Care Campaign ကို NUG ကပြုလုပ်ခဲ့ပါတယ်။မေလ24ရက်နေ့ကနေဇွန်လ30ရက်နေ့ထိပြုလုပ်ခဲ့တဲ့အဲ့ဒီ Safe Hospital Safe Health Care Campaign ကနေ American Dollar 4သိန်းရရှိဖို့မျှော်မှန်းထားခဲ့ပေမယ့်ပြည်သူတွေရဲ့ပါဝင်ထောက်ပံ့မှုတွေကြောင့်ဒေါ်လာ6သိန်းကျော် မြောက်မန်းကျက်ရဲ့152ရာခိုင်နှုန်းအထိမြောက်မန်းပမာဏထက်ကျော်လွန်ပြီးရရှိခဲ့တယ်လို့ NUG ကျန်းမာရေးဝန်ကြီးဌာနကအသိပေးထုတ်ပြန်ထားပါတယ်။ဒီကမ်ပိန်းဟာရီမန်ထားတဲ့ပမာဏထက်များစွာကျော်လွန်ရရှိခဲ့ပါတယ်။အဲ့ဒီအတွက်ပါဝင်ခဲ့ကြသူတဦးတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ကြောင်းလို့ဦးနေဖုန်းလကပြောပါတယ်။စစ်အုပ်စုဟာစကိုင်းငလင်လုတ်ခတ်ခဲ့တဲ့မတ်လ28ရက်ကနေဇွန်လ28ရက်အတွင်း3လတာကာလအတွင်းမှာ မလင်ပဟိုချက်ဖြစ်တဲ့စကိုင်းနဲ့မန္တလေးတိုင်းအပါအဝင်နိုင်ငံတဝန်းကိုလေကြောင်းပုံးချေတိုက်ခိုက်မှု683ကြိမ်ကျူးလွန်ခဲ့ရမှာကလေးတငယ်တွေအပါအဝင်အရက်သားပြည်သူ932ဦးသေဆုံးပြီး1186ဦးဒဏ်ရာရကစေယုံစည်းကမ်းနဲ့စာတင်ကျောင်းတွေအပါအဝင်အိုးအိမ်အဆောက်အအုံအများအပြားပျက်စီးခဲ့တယ်လို့ NUG ရဲ့လူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်မေလတလအတွင်းမှာကိုပဲနိုင်ငံတဝန်းစေယုံစည်းကမ်း6ခုကိုစစ်အုပ်စုကပြစ်မှတ်ထားပုံကျဲခဲ့ပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါအခုလိုသတင်းများကိုနားဆင်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်တော်လင်းရေးသတင်းတူးများနဲ့ပြန်လာခဲ့ပါမယ်မြန်မာပြည်သူပြည်သားအပေါင်းအကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ပြီးတော်လန်နေတဲ့ကိုအချိန်တိုတွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်သတင်းဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ